မင်္ဂလာပါခင်ဗျာဒီကလေးလေးမှာကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျောင်းတိုင်ဆရာတော်ဖရာများမှာပြည့်စုံရမယ်အင်္ဂါရများဆိုပြီးတော့ဖရာရှင်ကိုယ်တော်မြတ်ကအချက်ပေါင်း90နဲ့တတ်မှတ်ပေးခဲ့ပါတယ်အဲ့ဒီ90တဲကနေတူရတူရလေးတွေကိုဖယ်ထုတ်ပြီးတော့အရေးကြီးတဲ့ကံတာလေးတွေကိုကျွန်တော်အနေနဲ့ဓမ္မတုတ္တအဖြစ်နဲ့ဒီကလေးလေးကနေ မျှဝေပြန်ဆက်ပေးခြင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လူဝိကြောင့်အမျိုးသားတွေလည်း သာသနာတော်မှာဝင်ရောက်လာတဲ့အခါမှာတနေ့နေ့တစ်ချိန်ချင်းအဲ့ဒီနေရာကိုမရောက်နိုင်ဘူးလို့ပြောလို့မရသလိုအခုလက်ရှိကိုရင်လေးတွေဦးစင်လေးတွေလည်းခေကြီးဝါကြီးကျောင်းနိုင်ဆရာတော်ဖျားကြီးတွေရဲ့နေရာကိုဆက်ခံရမှာမဟုတ်ဘူးလို့တစ်ထစ်ချပြောလို့မရတဲ့အတွက်ကြောင့်ဒါလေးရတော့အလုံးတိထားတဲ့လို့ထင်မြင်ယူဆမိတဲ့အတွက်ဓမ္မတုဒ္ဒအဖြစ်နဲ့ညှဝူပြီးမှဖြစ်ပါတယ်။အဲအဲ့ဒါကတော့ဒါလဲဆိုတော့ကျွန်တော်ဒီမှာအချက်လက်လေးတွေကိုမှတ်ထားပါတယ်။ဒီ ကျောင်းတိုင်းခုံကြီးအဖြစ်နဲ့တဲ့တာသနာပြုတော်မယ်ဆိုရင်ပြည့်စုံရမယ်အင်္ဂါရက်တွေကတော့ပထမဦးဆုံးအနေနဲ့ယဟန်အတွင်ယဟန်အကျင့်နဲ့ပြည့်စုံရပါမယ်တဲ့နောက်တစ်ခုကတော့အကြအမြင်ဘဟုတုတ္တနဲ့ပြည့်စုံရပါမယ်တဲ့နောက်တစ်ခုကတော့ကိလေသာခေါင်းပါအောင်ပြုမှုကျင့်ကြံနေထိုင်ရပါမယ်တဲ့နောက်တစ်ခုကတော့ကောင်းမွန်သောစကားကိုပြောဆိုတတ်ရပါမယ်တဲ့ ။နောက်တစ်ခုကတော့တရားဓမ္မများကိုကျွမ်းကျင်ပိုင်နိုင်စွာဟောပြောနိုင်တဲ့စွမ်းရည်ရှိရပါမယ်တဲ့။နောက်တစ်ခုကတော့မိမိရဲ့အကြောင်း၌ရိုယွန်းပြည့်စည်မှုများရှိလျင်ပြုပြင်ထိမ့်သိမ့်တတ်ရပါမယ်တဲ့။နောက်တစ်ခုကတော့မိမိရဲ့အကြောင်းကိုတဲ့အာဂန္ဓုယဟန်တွေရောက်လာပြီဆိုရင်သွန်ကွန်းကိစ္စပြည့်စုံဖူလုံအောင်မိမိရဲ့ဒါယကာဒါဤကာမတွေထာမလှုပ်စော်တိုက်တွန်းနိုင်တဲ့စွမ်းရည်နဲ့ပြည့်စုံရပါမယ်တဲ့။နောက်တစ်ခုကတော့ ဇန်၄ပါးကိုဒုဒလူရရှိနိုင်လောက်တဲ့တတိတရားနဲ့ပြည့်စုံရပါမယ်တဲ့နောက်တစ်ခုကတော့အာတဝေါကင်းကွာစေတောဝိမု ക്തി ပညာဝိမု ക്തി ဂုံနဲ့ပြည့်စုံရပါမယ်တဲ့နောက်တစ်ခုကဂိလာနာတို့အားအဋ္ဌတိလဆောက်တည်ပေးခြင်းတဲ့နောက်တစ်ခုကတော့ဂိလာနာတို့အားအရဟတဖို့တို့ဆက်ရောက်အောင်တတိပေးစကားပြောကြားပေးနိုင်ခြင်းတဲ့နောက်တစ်ခုကတော့ဂိလာနာတို့အားကုသိုလ်ကောင်းမှုပြုရန် တိုက်တွန်းပြောဆိုပေးနိုင်ရင်နောက်တစ်ခုကဒါယကာဒါယိကာမတို့လှူဒန်းသောဘောဇင်ကိုကောင်းကောင်းမကောင်းကောင်းထုံပေးသုံးဆောင်နိုင်ခြင်းတဲ့နောက်တစ်ခုကတော့တချို့သောကိစ္စတွေမှာညံဖြန့်တက်ဝင်၍တဲ့ရဲ့ထိုက်သူကိုတဲ့ရဲ့ရပါမယ်တဲ့နောက်တစ်ခုကတော့ချင်းမွန်းတိုက်တဲ့သူကိုချင်းမွန်းရပါမယ်တဲ့နောက်တစ်ခုကတော့မကြည်ညိုတဲ့တဲ့လူကို မကြည်ညိုရပါဘူးတဲ့နောက်တစ်ခုကတော့ကြည်ညိုတဲ့ပုံကိုတွေ့လျင်လည်း ြည်ညိုရရပါမယ်နောက်တစ်ခုကတော့မိမိအားကိုးကွယ်သောဒါယကဒါယိကာမတို့အပေါ်မှာဝန်တိုခြင်းကင်းရပါမယ်တဲ့နောက်တစ်ခုလတ်လာဘရဲ့အပေါ်မှာလည်းဝန်တိုခြင်းကင်းရမှာဖြစ်တယ်လို့နောက်ထပ်ကတော့မိမိရဲ့ကြောင်းတိုက်အပေါ်မှာအာဝါဒမေစေရာတရားပေါ့ကင်းရှင်းရပါမယ်တဲ့ဒါလေးတွေကတော့ဒီကျောင်းတိုင်ဆရာတော်အဖြစ်နဲ့တရင်သုံးတော်မယ်ဆိုရင်ကျောင်းတိုင်ဘုန်းကြီးတွေမှာပြည့်စုံရမယ်အင်္ဂါရများဆိုပြီးတော့ တရားရှင်ကအချက်ပေါင်း90နဲ့တတ်မှတ်ပေးခဲ့တဲ့နေရာမှာအခုကျွန်တော်ညှ့ဝေပေးတဲ့အကြောင်းအရာလေးတွေကတော့တူညီတဲ့အကြောင်းအရာတွေကိုဖက်ထုတ်ပြီးတော့အရေးကြီးတဲ့အချက်ကလေးတွေကိုစုစည်းပေးတာဖြစ်ပါတယ်။ဒါလေးတွေကလည်းကျွန်တော်တို့လူဝတ်ကြောင်နေမှာရောနောက်ထပ်ကိုရင်လေးတွေဥစဉ်လေးတွေကျောင်းနိုင်ဆရာတော်ဘုရားကြီးများရဲ့နေရာကိုရရှိလာကြမဲ့ပုဂ္ဂိုလ်များအားလုံးသိရှိသိနေအကြောင်းအရာလေးဖြစ်လို့အထူးအဖြစ်တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့စီပူး လေ့လာဖို့အချိန်မရကြတဲ့ပုံပုံများအတွက်ဒါအထူးရည်ရွယ်ပြီးတော့ညှဝေပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျအဲကျွန်တော်ဘလော်လေးကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျ